1900ပြည်ညလွန်တွေမှာဝါရှင်တန်ပြည်နယ်စီတယ်တခွင်လုံးကိုကျောင်းမဖွဲ့ကောင်းအောင်လူတက်တမားတို့ကလွှမ်းမိုးထားခဲ့ပါတယ်။သူတက်ဖြတ်ခဲ့တဲ့အမျိုးသမီးငယ်49ဦးကိုတရားဝင်မှတ်တမ်းဝင်ခဲ့ပြီးတော့သူ့ကို Green River Killer လို့လည်းလူသိများကြပါတယ်။နှစ်ပေါင်းများစွာကြာအောင် သူဟာ truck ကားဆေးတုပ်တဲ့ယူသားတဲ့အလုတ်တမားတယောက်ရဲ့မျက်နှာဖုံးနောက်ကွယ်မှာပေါ်အောင်နေခဲ့ပါတယ်။ယနေ့မှာအမေရိကန်သမိုင်းမှာအပြင်းထန်ဆုံး serial killer လူသက်သမားတအူဖြစ်ခဲ့တဲ့သူ gray readway ရဲ့နှစ်ထက်ဘဝဇလန်နဲ့သူ့ရဲ့ကြောက်မဖွယ်ကောင်းတဲ့ရာဇဝတ်မှုတွေကိုကျွန်တော်တို့ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ Hi guys မင်္ဂလာပါ။အိုက်ကနေနေပြန်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့သုံးဆန်တိုင်း Mr. Unknown ပဲဖြစ်ပါတယ်။ Channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပြီးတော့ကြာမှုတောင်းဆိုချင်ပါတယ်။တခါကြရင်လုပ်ပြီးသားထင်ရပေမဲ့မလုပ်တတ်တာမှုပြန်ပြီးတော့စစ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ကဲ intro လေးပြီးသွားရင်တော့စလိုက်ရအောင်။ ကဲဒီနေ့ကျွန်တော်တို့ပြောပြမယ်ဇလန်ကတော့အမေရိကန်ရဲ့သမိုင်းမှာအဆိုးရွားဆုံးအကြောကြားဆုံးနဲ့တားကောင်အများဆုံး serial killer အဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ Green River Killer ရဲ့အကြောင်းပဲဖြစ်ပါတယ်1980ပြည်နယ်တွေအစိုးပိုင်းတွေမှာ Washington ပြည်နယ် Settle နဲ့ King Country ဒေသတွေဟာဘလို့မှဖြစ်ရှင်းလို့မရတဲ့အမှောင်ထူးကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်6လအတွင်းမှာပဲမိန်းကလေးငယ်များစွာကိုပျောက်ကွယ်သွားပြီးတော့သူတို့ရဲ့အလောင်းတွေကို Green River ညစ်နဲ့အနီးတဝါးမှာစတင်ပြီးတော့သူတို့တွေ့ရှိလာခဲ့ပါတယ်။ဒါကြောင့်ပဲဒေတာခံတွေကသူ့ကို Green River Killer လို့ပြောကြပါတယ်။သူ့ရဲ့တားကောင်တွေဟာငယ်ရွယ်ပြီးတော့အားနွေးရဲ့မိန်းကလေးတွေကအများစုလမ်းပေးမှာနေထိုင်သူတွေဒါမှမဟုတ်လင်လုတ်သားဘဝကိုရောက်နေသူတွေပဲဖြစ်ကြပါတယ်။လူတက်သမားဟာအလူအဖွဲ့စည်းရနေအလွေတကူမေ့ရခံရမဲ့ပြစ်မှတ်တွေကိုရွေးချယ်ခဲ့ပြီးတော့သူ့ရဲ့ရဇဝတ်မှုတွေကိုလည်းဖုံးကွယ်ဖို့အကောင်းဆုံးနည်းလမ်းကိုယူဆခဲ့လို့ပါပဲ။ အလောင်းတွေစက်တိုက်ထွက်ရှိလာတော့ဒေတာခန်ရေးတပ်ဖွဲ့ အထုတစ်ဖြစ်စုံထောက်ဒါဘာ Richards ဦးဆောင်ခဲ့တဲ့အထုတပ်ဖွဲ့ဟာဖိအားတွေအောက်မှာအကြီးကျယ်ရုံးခွင့်ခဲ့ရပါတယ်ဒီလိုရက်ဆက်တဲ့ရာဇဝတ်မှုပြီးကျိုးလွန်ခဲ့တဲ့သူကဘသူဖြစ်မလဲလို့လူတိုင်းကစစ်ကူးခဲ့ကြပြီမဲ့အဖြေကတော့ American B2 တွေကိုအကြီးကျယ်တုံ့လုံသွားစေခဲ့ပါတယ်ဒီလိုဟာဘေးရင်ဟာယူတာရဲ့အင်ဂျင်နီယာချင်းလို့ဖျားเจ้าကိုပုံမှန်တက်ခဲ့တဲ့လူဒါမှမဟုတ် သူများကိုစာတင်ပေးနေတဲ့လူအဲ့လိုမျိုးထင်ခဲ့ကြတယ်အထင်ကြီးပေးကြခဲ့ပါတယ်တကယ်တမ်းကျတော့သူ့နာမည်က Gray Loan Railway ဖြစ်ပါတယ်သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ Settle မှာအခြေဆိုင် truck ကားတွေရဲ့စေတုံးမှုပညာရဲ့ပကြီးဆရာပဲဖြစ်ပါတယ်သူဟာနှစ်ပေါင်း30ကျော်လုံးလုံးစေတုံးပြီးတော့လုပ်ကင်စားတောက်သူပဲဖြစ်ပါတယ် ရွေးဝယ်ရင်ညီဘဝကိုပြန်ကြည့်ရမယ်ဆိုရင်သူဟာကလေးဘဝကလေးနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ်လို့လည်းသိခဲ့ရပါတယ်။သူဟာဒိဋ္ဌိဆန်တွေကိုညှဉ်းပန်းနှိပ်စက်ခြင်းနဲ့အလွန်ထူးဆန်းပြီးကြောက်စရာကောင်းတဲ့လိမ်မိုင်းဆိုင်ရာအပြုတ်မှုတွေကိုငယ်စဉ်ကလေးကနေစိတ်ဝင်စားခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ၃ချိန်တိုင်တိုင်လက်ထက်ခဲ့ပြီးမိသားတာမန်မိသားစုဘဝတွေနဲ့ပိုင်ဆိုင်ခဲ့ပြီးတော့အဲ့ဒီတာမန်မျက်နှာဖုံးနောက်ွယ်မှာတော့လူသက်သမားတအူပုံအောင်နေခဲ့ပါတယ်။ သူဟာရဲတွေကိုအချိန်ပေါက်များစွာထိတိုက်ခွေခဲ့ပြီးတော့သူ့ကိုစစ်ဆေးတဲ့အခါမှာသူဟာအမြဲတမ်းငင်းဆိုပြီးလွန်မြောက်ခဲ့ပါတယ်။ဘသူကမှဒီလိုရိုးရှင်းတဲ့ပြင်းစရာကောင်းတဲ့စက်ယုံအလုတ်သမားတယောက်ဟာလူ49ယောက်ရဲ့အသက်ကိုတက်ဖြတ်နိုင်သူဖြစ်မယ်လို့ဘသူမှမထင်ထားခဲ့တာတော့အမှန်ပါပဲ။ရီဝေဟာသူ့ရဲ့တားကောင်တွေကိုပြင်မှတ်ထားသည့်နဲ့မြန်ဆန်တဲ့လေဘင်းညစ်တက်ချင်းကိုအသုံးပြုခဲ့ပါတယ်။သူဟာတပ်ဖို့အတွက်တိကျတဲ့နီလန်းတွေနေရာတွေကိုရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သူ့ရဲ့အခွင့်အရေးရရှိမဲ့အခြေအနေကိုအမြဲပဲစောင့်ကြည့်နေခဲ့ပါတယ်။ဥပမာအဖြစ်လက်မှတ်ပေါ်မှာလမ်းလျှောက်နေတဲ့အမျိုးသမီးငယ်တွေကိုသူ့ရဲ့ track ကားထဲခေါ်သွင်းတာငွေကြေးပေးမယ်လို့ပြောပြီးခေါ်ဆောင်တာမျိုးတွေပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ကျူးလွန်ပုံစံမှာအဆိုးရွားဆုံးအပိုင်းကတော့အလောင်းတွေကိုစွန့်ပစ်ပုံစံပဲဖြစ်ပါတယ်။သူဟာအလောင်းတွေကို Green River မြေအနီးဝေးလံခေါင်တီးတဲ့ Tutorial ပန်းချံတွေလိုမျိုးမှာပြစ်ထားခဲ့ရပါတယ်။ ပူပြီးကြောက်စရာကောင်းတာသူဟာအလောင်းတွေကိုစွန့်ပစ်တဲ့နေနောက်မှာလဲအဲ့ဒီနေရာကိုအချိန်ချင်းပြန်ပြီးတော့သွားရောက်ကြည့်ရှုခဲ့ပါတယ်အလောင်းတွေကိုရွှေ့ပြောင်းပြီးတော့ဖုံးကွယ်ထားတာတွေလည်းပြုတ်တက်ပါတယ်ဒီလိုပြုတ်မှုချင်းတွေဟာရေဝေရဲ့စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုနဲ့ရာဇဝတ်မှုကိုလုံးဝထိန်းချုပ်ထားလိုတဲ့အပြင်အဲ့ဒီလုံရက်တွေဟာစိတ်ပိုင်းဆိုင်ရာခြေနှုတ်မှုလည်းပြန်လဲရယူလိုတဲ့ဆန္ဒကိုပါပြတ်တတ်နေပါတယ်1980ပြည့်နှစ်တွေရဲ့ နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ Green River Killer ရဲ့ရဇဝမှုတွေကရုတ်တရက်ရက်သွားခဲ့ပါတယ်။အမှုဟာကြီးမားလွန်းတဲ့ Cool Case အဖြစ်ကြန့်ရှိနေခဲ့ပြီးမဲ့စုံထောက်တွေရဲ့ဒေသခံရဲတပ်ဖွဲ့တွေကနှစ်ပေါင်းများစွာစိတ်ပြက်အားငယ်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကလက်နက်ချခဲ့ခြင်းမရှိခဲ့ပါဘူး။အထူးသဖြင့်စုံထောက် Dara ဟာအမှုကိုနှစ်ပေါင်းများစွာအကြာအယုံစိုက်ပြီးစောင့်ဆိုင်းနေခဲ့ပါတယ်။ ဒီအမှုမှာအရေးကြီးဆုံးသိလုံစာကတော့ DNA တသက်ခံဒါပဲဖြစ်ပါတယ်1989ခုနှစ်မှာကရေရည်အမှုစလာကရေရည်ရရှိလာတဲ့တုပ်ပူးနမူနာတွေရေတပ်ဖွဲ့တွေကသိမ်းချီထားခဲ့ပါတယ်အဲ့ဒါတွေကိုဒါပေမဲ့ထူခက်ကနီးပညာတွေဟာတော်တော်လေးကိုအာဏိခဲ့ပါတယ်2001ခုနှစ်ရောက်လာတဲ့အခါမှာတော့နီးပညာတွေပုံမူတုတ်တက်လာပြီးတော့ဒီနမူနာကိုပုံမူတိကျတဲ့ DNA ရဲ့စစ်စစ်မှုပြုလုပ်ခဲ့ပါတယ်ရက်လက် ထွက်လာတဲ့အခါမှာတော့နှစ်ပေါင်း20ကျော်ပုံအောင်နေတဲ့လူတက်သမားဟာ Green Railway ဖြစ်ကြောင်းသူတို့အတိအကျဖော်ပြနိုင်ခဲ့ပါတယ်။ဒါဟာနိဗိညာနဲ့စုံစမ်းစစ်ဆေးသူတွေရဲ့ဇွဲလုံးလပေါင်းစပ်ပြီးအမှောင်ထုကိုဖောက်ထွင်းခဲ့ခြင်းပဲဖြစ်ပါတယ်။2001ခုနှစ်မှာ Railway ကိုဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာရဲတပ်ဖွဲ့ရဲ့သဘောတူညီချက်ယူခဲ့ပါတယ်။ Washington ပြည်နယ်မှာတေးပေးနိုင်တဲ့ ဥပဒေရှိတာကြောင့်သူဟာတေတန်ကနေကင်းလက်ဖို့ရရှိဖို့အတွက်သူတက်ခဲ့တဲ့တားခေါင်တွေရဲ့ကြံရစ်နေတဲ့အလောင်းတွေကိုရှာဖွေရမှာကိုကြီးပေးတယ်လို့ကတိပေးခဲ့ပါတယ်။ဒီသဘောတူညီချက်ရာသူဟာတရုတ်ခွင်လူတက်မှု49မှုအတွက်အပြည့်ဝင်ခံခဲ့ပါတယ်။ရေတပ်ဖွဲ့ရဲ့ပြောကြားချက်ရာသူဟာလူတက်မှု81မှုဒါမှမဟုတ်တိထက်မကကျွလွန်တယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်။2003ခုနှစ်မှာစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာတော့ စိတ်မချမ်းသာစရာမြင်ကွင်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ရစ်ဝေးဟာသူ့ရဲ့ရဇဝမှုတွေအတွက်နောင်တရတဲ့လက္ခဏာတွေစိတ်တွေလုံးဝမပျော်ခဲ့ပါဘူး။တားကောင်းတွေရဲ့မိသားစုတွေဟာတရားရုံးမှာရစ်ဝေးကိုမျက်နှာချင်းဆိုင်ပြီးတော့သူ့ရဲ့ခံစားချက်တွေကိုအိုဖစ်ပြောဆိုခဲ့ကြပေမဲ့သူကဘာမှမပြောခဲ့ပါဘူး။တရားရုံးကသူ့ကိုတသက်တကျွန်းပြစ်ဒဏ်48ကြိမ်ချမှတ်ခဲ့ပြီးတော့အကျဉ်းထောင်ထဲမှာပဲဘဝကိုကုန်လုံးစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Green River ခလိုင်ရဲ့ဇလန်းဟာစုံစမ်းစစ်သူစစ်ဆေးသူရဲ့ဇွေးလုံးလနဲ့ DNA နီးပညာတွေနဲ့အောင်ပွဲတစ်ခုပဲဖြစ်ပါတယ်။သူဟာတာမန်ဘဝကိုနှစ်ပေါင်းများစွာဟန်ဆောင်ပြီးတော့အမေရိကန်ဘီတူတွေကိုအကြီးအကျယ်နစ်နာစေခဲ့သူပဲဖြစ်ပါတယ်။သို့တော်လည်းနောက်ဆုံးမှာတော့တရားမျှတမှုကသူ့အမောင်ထုကိုချိုးဖောက်ခဲ့ပြီးပဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင် like subscribe နဲ့ share လုပ်ပေးကြကြဖို့မမေ့ကြပါနဲ့။အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် PSN video တစ်ခုနဲ့ပြန်လာခဲ့ပါမယ် Thank you for watching guys and then see you in the next video peace